စကိုင်းတိုင်းကလေးမျိုးနယ်လူထုတိုက်ပွဲဥဆောင်ကော်မတီကစစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးထောက်ချပွဲဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်ကလေးမျိုးနယ်လူထုတိုက်ပွဲဥစကော်မတီဟာအော်တိုဘာ17ရက်နေ့မှာလူမြောင်နယ်မြေတနီယာမှာပထမဆုံးအကြိမ်ညီလာခံကိုကျင်းပခဲ့ပါတယ်။အဲ့ဒီညီလာခံမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျွမ်းမဲ့စစ်ကျင်တိုက်ဖြတ်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ ကော်မတီရဲ့ထုတ်ပြန်ချက်အရစစ်ကွန်မရှင်ဟာစစ်ရဇဝမှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာအတိမတ်ပြုမှုရဖို့အတွက်ရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးပြည်သူတွေကအကြောက်တရားနဲ့မဖြစ်မနေပါဝင်ပေးရမယ့်အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။ ကော်မတီနဲ့တော်လရင်အင်အားစုတွေဟာတိုင်းဒါအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော်လရင်ရဲ့အစုံသက်ပန်းတိုင်အထိဆက်လက်ခြိသက်သွားမယ်လို့လည်းပြည်သူကို အသိပေးထားပါတယ်။ဒါ့အပြင်ဒေသခံတွေအနေနဲ့စစ်ကောင်မရှင်ရဲ့ထိုးစစ်တွေနဲ့စစ်အုပ်ချုပ်ရေးကိုတတိထားဖို့လည်းတိုက်တွန်းထားပါတယ်။